ကျမတို့5.2ခေါင်းစဉ်ရဲ့အောက်ကနေပြီးတော့မှ Model Soft Reflective Thinking လေးအကြောင်းပြောနေပါတယ်အဲ့တော့ရှေ့ဟာဗီဒီယိုဖိုင်မှာတော့ကတော့ Corpset Experiential Learning Cycle ရဲ့ Gibson Reflective Cycle အကြောင်းကိုပြောပြီးသွားပါပြီ။အဲ့တော့အခုတက်ဒီတတိယ model ဖြစ်တဲ့ Atkinson Murphy ရဲ့ Model of Reflection လေးအကြောင်းကိုဆက်ပြီးတော့မှပြောသွားပါမယ်။အဲ့တော့ Atkinson Murphy ရဲ့ Model of Reflection မှာဆိုရင်သူကအဲ့မှာ ဟိုစာမျက်နှာ159မှာရှိပါတယ်သူမှာကတော့ stage လေးအလုံးစုစုပေါင်း5ခုရှိပါတယ်သူကကတော့ to have a real effect it needs to be followed by an action commitment သူမှာကတော့ဒီနောက်မှာ action commitments ပေါ့နော်လုံဆောင်ချက်တစ်ခု live လုပ်ဖို့အတွက်ကိုလိုအပ်တဲ့ real effect အမှန်တကယ်တက်ရောက်တဲ့အကျိုးတက်ရောက်မှုတစ်ခုရှိမှာဖြစ်ပါတယ်တဲ့ တော့သူ့မှာဘာဆိုင်ကယ်လေးတွေပါမလဲဆိုတော့ပထမဆုံးကတော့ awareness ပါ awareness ပြီးပြီဆိုရင်နောက်တစ်ဆင့်အကြတော့သူက description မှာ description ပြီးရင်သူက analysis လာပါမယ် analysis ပြီးပြီဆိုရင် evaluation လာပါမယ်အဲ့ဒါအကုန်လုံးပြီးသွားတဲ့အခါကျတော့မှ learning ဆိုပြီးတော့မှရှိပါတယ်အဲ့တော့ရှေ့မှာပြထားခဲ့တဲ့ cycle တွေနဲ့ကျတော့နာမည်လေးတွေကမတိမ်မရေးလေးတွေတူနေပြီမဲ့လေဥမာဒီမှာဆိုရင်တော့ awareness ဆိုတာပိုပါလာတယ် learning ဆိုတာပိုပါလာတယ်ပေါ့နော်ကျန်တဲ့ဂျားတွေက၃ခုကတော့နာမည်လေးနည်းနည်းတူနေပါမယ် တော့ပထမဆုံးကတော့သူကဘာနဲ့စတာလဲဆိုတော့ awareness နဲ့စတာတာပါအရင်ဆုံးဘာကို awareness လောက်ရမလဲဆိုတော့ဘာကိုသတိထားရမလဲဆိုတော့ uncomfortable feelings and thoughts အဲ့တော့ကိုဒီအတွေ့အကြုံတစ်ခုကနေပြီးတော့မှအတွေ့အကြုံခံစားလိုက်ရပြီဆိုရင် from the actions or new experience အတွေ့အကြုံတစ်ခုဒါမှမဟုတ်လေ action တစ်ခုကိုတွေ့ကြုံ ခံစားလိုက်ရပြီဆိုရင်အဲ့ဒီအတွေ့အကြုံပေါ်မှာ uncomfortable feelings and thoughts ကိုယ့်ရဲ့စိတ်ထဲမှာတက်တောင့်တက်တာမဖြစ်စေတဲ့ feelings ခံစားချက်တွေအတွေးခေါ်တွေဘာတွေရှိလဲဆိုတာအရင်ဆုံး awareness ဖြစ်အောင်လို့လုပ်ပါတဲ့ကိုကိုကိုသိအောင်လုပ်ပါတဲ့အဲ့တော့ပြီးပြီဆိုရင် ခုနကဖြစ်ထားခဲ့တဲ့ thoughts and feeling တွေနဲ့ပတ်သက်ပြီးတော့မှသူက description ရေးပါတဲ့ description ဆိုတာက describe ဖော်ပြခိုင်းတာပေါ့နော် ဖော်ပြခိုင်းတဲ့အခါမှာသူက salient events and key feature အဓိကဖြစ်ပြသွားခဲ့တဲ့အကြောင်းအရာတွေရဖြစ်ပြနေတဲ့အဖြစ်အပျက်တွေအကြောင်းကိုသူကပြပြဆုံဆုံးဖော်ပြပါတဲ့ အဲ့တော့ပေါ်ပြပြီးပြီဆိုရင်သူကဘာလုပ်ရလဲဆိုတော့သူက analyze လုပ်ရမယ်အစင်မှာအဲ့တော့ခုနကကိုယ်စိတ်ထဲမှာမတက်မတာဖြစ်သွားခဲ့တယ်ဆိုတာလေအဲ့လိုမျိုးတွေကြုံတွေ့ရတဲ့ဥစ္စာတွေကိုပြန်ပြီးတော့မှဟိုဟိုအရင်ဆုံးကတော့ awareness ပေါ့နော် awareness မှာစပြီးတော့မှသိပြီးပြီဆိုရင်အဲ့မှာသူကနေပြီးတော့မှပထမဆုံးကဟို description လောက်ခိုင်းတဲ့အခါမှာ salient ဆိုတဲ့အဓိပ္ပာယ်ကကြတော့သူကအဓိကကြတဲ့အချက်တွေအဓိကကြတဲ့ key feature တွေပေါ့နော်ပါဝင်တဲ့ လက္ခဏာတွေအဲ့ဒါတွေအကုန်လုံးသူက describe လုပ်ခိုင်းတယ်တတိယအဆင့်အနေနဲ့ကျတော့မှ need to analyze အဲ့မှာသူကဝေဖန်သုံးသပ်ပြမယ်ပေါ့နော်ဝေဖန်ပိုင်းခြားကြည့်မယ်ပေါ့နော်အဲ့တော့ feelings and knowledge relevant to the situation ဒီအချိန်လေးနဲ့ဖြစ်ဖြစ်ပတ်သက်ပြီးတော့ပေါ့နော် feeling တွေ knowledge တွေကိုပြန်ပြီးတော့မှသူကဝေဖန်သုံးသပ်ကြည့်မယ်တဲ့အဲ့တော့အဲ့မှာမှသူကဘာအဆင့်လေးတွေပို့ပါသေးလဲဆိုတော့ identifying knowledge ကိုယ့်ရဲ့ အသိပညာကဘယ်လောက်ထိရှိလဲပေါ့နော်ကိုယ့်ရဲ့ကိုတိထားခဲ့တဲ့အကြောင်းညာကဘယ်လောက်ထိရှိလဲ challenging assumption ထင်မြင်ယူဆချက်တွေကိုလည်းဖော်ထုတ်မယ် imagining and exploring alternative ဆိုတာ imagine ဆိုတာကသူကစဉ်းစားကြည့်မယ်ပေါ့နော်ပုံဖော်စဉ်းစားကြည့်မယ် exploring ဆိုတာကရှာဖွေဖော်ထုတ်ကြည့်မယ်ဒီဖြစ်ပျက်ကဒီလိုဖြစ်ပျက်သွားတယ်ကိုယ်စိတ်ထဲမှာ uncomfortable ဖြစ်တယ်ဆိုရင်အဲဆိုရင်တခြားနည်းလမ်းနဲ့ရောဘာတွေကိုဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ဥစ္စာကိုပထမဆုံး imagine လုပ်ပြီးတဲ့အခါကျတော့ပုံဖော်စဉ်းစားပြီးတဲ့အခါကျတော့ explore ပေါ်ထုတ်ရမှာဖြစ်ပါတယ်တဲ့အဲ့တော့ပြီးပြီဆိုရင်သူက analyze လုပ်ပြီးပြီဆိုရင်နောက်တစ်ဆင့်ရပါလဲဆိုတော့ evaluation မှာ evaluation မှာဝေဖန်သုံးသပ်တဲ့အဆင့်ပေါ့နော်ဟိုခုနကတော့ကျတော့ခုနကတော့ model မှာကျတော့ gibson model မှာကျတော့သူက evaluation ပြီးမှ analysis ဒီမှာကျတော့သူက atkin and murphy မှာကျတော့ analysis ပြီးတော့မှ evaluation ပေါ့နော်အဲ့တော့ပြန်ပြီးတော့မှဝေဖန်စဉ်းစားပြီးပြီဆိုရင်ဝေဖန်သုံးသပ်ပြီးပြီဆိုရင်သူက consolidating learning ပေါ့နော်ကိုအရာအနေပေါ်မှာရလာတဲ့အဖြစ်အပျက်ကနေတစဉ်လေ့လာသင်ယူမယ် follow by identifying any learning which has occur ဒီအဖြစ်အပျက်ကနေတစဉ်ကိုဘာအတွေ့အကြုံတွေကိုလေ့လာသင်ယူလိုက်ရလဲဆိုတဲ့အချက်ကိုပြန်ပြီးတော့မှလှုပ်ဆောင်ရမှာဖြစ်ပါတယ်တဲ့ဆိုတော့ Atkinson Murphy ရဲ့ Models of Reflection မှာအရင်ဆုံးက awareness ပါ awareness ပြီးတော့မှ describe the situation ဆိုတာလာပါမယ် အဲ့ဒါပြီးပြီဆိုရင်သူက analyze လုပ်တဲ့အဆင့်ပါမယ် analyze လုပ်ပြီးပြီဆိုတော့မှသူက evaluation evaluation ပြီးတော့မှ identify any learning ဆိုတာက learning လုပ်တဲ့အဆင့်ပါဆိုတော့အဲ့မှာကျွန်တော်တို့ model လေး၅ခုရှိတဲ့ထဲမှာကျွန်တော်တို့ cops အကြောင်းပြောပြီးပြီ gibs အကြောင်းပြောပြီးပြီ atkins and murphy အကြောင်းပြောပြီးပြီဆိုရင် နောက်ထပ် model တစ်ခုကကြတော့ john model saw reflection ဆိုတာရှိပါမယ် john model saw reflection ကစာမျက်နှာ159ရဲ့ အလေလောက်မှာရှိပါတယ် John Models of Reflection ဆိုပြီးတော့မှရှိတယ်အဲ့ဒါကိုကြတော့သူကဘယ်လိုခေါ်လဲဆိုတော့ design to be carried out through the acts of sharing with their colleagues or mentor အဲ့တော့ colleague ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့လုပ်ဖို့ကံပြတရားအောင်လည်းဖြစ်စေ mentor ကိုယ့်ရဲ့ supervisor ကိုကို mentoring လုပ်နေတဲ့အတီးတယောက်လည်းဖြစ်စေသူက share လုပ်မယ်ဆို share လုပ်ရင်းနဲ့မှသူက Models of Reflection လေးကိုတူဆောက်ခိုင်းတယ် enable the experience to begin learn knowledge ဒီအဖြစ်အပျက်ကနေတဆင်ပေါ့နော် reflection အလုံး တယောက်တည်း reflection လုပ်နေတာတက်ဆိုင်ရင်အဲ့လိုမျိုး share လုပ်လိုက်ခြင်းအဖြစ်ဟိုတယောက်ယောက်နဲ့တူတူ share လုပ်ပြီးတော့ပြောလိုက်ခြင်းအဖြစ်သူကပို့ပြီးတော့လဲ faster rate ဆိုတာကမမြန်ဆန်ဆန်လေ့လာသင်ယူနိုင်မှုအတွက်ကိုမျှော်လင့်ပါတယ်တဲ့အဲ့တော့ဒီ model မှာကျတော့ဘာကို highlight လုပ်ထားလဲဆိုတော့သူက importance of experience knowledge တွေ့ကြုံရထားတဲ့အတွေ့အကြုံရထားတဲ့တခြားလူရဲ့ knowledge တွေပေါ့နော်ဘလောက်အရေးကြီးလဲဆိုတာရယ် ability of thinness to assess understand and out into practice knowledge ဒီအနေမှာကိုတိထားခဲ့တဲ့ knowledge တွေသူက practice knowledge တကယ်တမ်းလက်တွေ့လုပ်လို့ရတဲ့ knowledge ဖြစ်အောင်လို့သူက acquire through empirical means ဆိုတာကတက်သေးတက်ကရာပြည့်စုံတဲ့နည်းလမ်းဉာဏ်တွေတစ်ဆင့်ပေါ့နော်ဒီလက်တွေ့လုပ်လို့ရတဲ့အဖြစ်ဟို apply လုပ်လို့ရတဲ့အဆင့်ထိရောက်သွားဖို့အတွက်ကိုဘယ်လိုတွေလှုပ်ဆောင်ရမလဲဘယ်လိုတွေနားလည်အောင်လုပ်ရမလဲဆိုတဲ့ဥစ္စာလေးကိုအဓိကထားပြီးတော့ highlight လုပ်သွားပါတယ်အဲ့တော့ John Models of Reflection ရဲ့အောက်မှာကျတော့သူက ဘာလေးတွေရှိလဲဆိုတော့သူကဟိုကောင်းစင်လေးတော့၄ခုတော့ရှိတယ် description ရယ် reflection ရယ်နောက်တစ်ခါ influence factor ရယ် learning ရယ်ဆိုပြောမှာကောင်းစင်လေး၄ခုရှိပါတယ်ကျွန်မဒီပုံမှာတော့၂ခုစီ၂ခုစီတွဲထည့်ထားပေးပါတယ်အဲ့တော့အကြံပြင်းလေးပဲပြောသွားလိုက်တော့မယ်နော် description ဆိုတာကကြတော့ဖော်ပြတာပါဖော်ပြရတဲ့ဆိုတဲ့နေရာမှာသူက write a description of the experience ကိုတွေ့ကြုံခံစားရတဲ့ဥစ္စာကိုအရင်ဆုံး description ရေးပါပေါ့နော်ဘယ်လို describe လုပ်ရမလဲဆိုတာကိုအရှိမမေးခွန်းလေးနေ ဘသူပါဝင်လဲဘာတွေဖြစ်ပြက်သွားလဲကိုကရောဘယ်အပိုင်းကနေပါလဲတခြားလူတွေရောဘယ်အပိုင်းကိုတောင်းဝန်ယူလဲအဲ့ဒါလေးတွေကိုသူကအဓိကထားခိုင်းတာပါ key issue within that description that i need to pay attention to ပါဝင်အယုံဆိုင်ရမလဲဆိုတဲ့ဥစ္စာလေးကိုလည်း key issue နေနဲ့ဖော်ပြပါလို့ပါတယ်အဲ့တော့ဒီမှာ reflection မှာ reflection လုပ်တဲ့အခါမှာဘာတွေကို reflection လုပ်မလဲ what was i trying to achieve ငါဘာတွေကိုလှုပ်ဆောင်ရမလဲ i had as and did ငါလုပ်ခဲ့သလိုပဲဘာတွေကိုငါဘာကြောင့်မို့လုပ်ရမှာလဲ what are the consequence of my action ငါပါဝင်လှုပ်ဆောင်ခဲ့ခြင်းအဖြစ်ဘလို့အကျိုးဆက်တွေရလဲ for the patients and family for myself for people i work with အဲ့ဒါတွေအကုန်လုံးကိုဘလိုမျိုးတွေရလဲဆိုတဲ့ဥစ္စာကိုသူကနေပြီးတော့မှပြောပါတယ်ပြီးရင်နောက်တစ်ခုကကြတော့ how did i feel about this experience when it was happening အဲ့တော့အဖြစ်ပြက်ဖြစ်ပြက်နေတဲ့အချိန်အချိန်ကနေပြီးတော့မှသူကကိုဘလိုခံစားရလဲဆိုတာပါပါတယ် how did the patient feel about that about it patient ကရောဘယ်လိုခံစားရလဲ how do i know how the patient felt about it patient ခံစားရတယ်ဆိုတဲ့ဟာကိုရောကိုဘယ်လိုသိလဲပေါ့เนาะအဲ့ဒါကိုသူက reflection ပြန်ပြီးတော့မှဝေဖန်စဉ်းစားခိုင်းတာဖြစ်ပါတယ်အဲ့ဒါပြီးတော့မှ reflection လုပ်တဲ့ပြီးရမခါမှာနောက်တစ်ဆင့်ကသူဘာကိုစဉ်းစားခိုင်းတာလဲဆိုတော့ influencing factor တွေအကြောင်းစဉ်းစားခိုင်းပါတယ်အဲ့တော့အဲ့မှာ influencing factor ဆိုတဲ့နေရာမှာ internal factor တွေပါမယ်နောက်တစ်ခါ external factor တွေပါမယ်နောက်တစ်ခါကျတော့ source of knowledge ပေါ့เนาะ ဘယ်အကြောင်းအရာတွေကနေပြီးတော့မှဒီ decision making လုပ်တဲ့အခါမှာလွှမ်းမိုးနေတာလဲနောက် action တွေအကြောင်းပါမယ်နောက် alternative strategy တွေအကြောင်းပါမယ်အဲ့ဒါတွေအကုန်လုံးသူကနေပြီးတော့မှ what other choice did i have နောက်ထပ်ဘာရွေးချယ်ဖို့ရှိခဲ့လဲတခြားရွေးချယ်စရာတွေကိုရွေးချယ်ခဲ့မယ်ဆိုရင်ရောအကျိုးဆက်တွေကဘာတွေရှိမလဲပေါ့နော်အဲ့ influencing factor တွေအကြောင်းကိုသူကပြီးပါတယ်အဲ့ influencing factor တွေအကြောင်းကိုပြောပြီးပြီးဆိုတော့မှသူက John Models of Reflection ရဲ့အောက်မှာသူက learning ပေါ့နော်ဘာတွေကိုလေ့လာသင်ယူလိုက်ရလဲဆိုတဲ့ဥစ္စာကိုသူက planning လုပ်ခိုင်းပါတယ် how can i make sense of that experience in light of past experience and future practice အရင်တွေ့ကြုံခံစားရနေပြီးတော့မှဘာတွေကိုရရှိခဲ့လဲ future practice now or ဘယ်လိုလုပ်ဖို့အစီအစဉ်ရှိလဲ how do i now feel about this experience ဒီတွေ့ကြုံနဲ့ပတ်သက်ပြီးတော့မှဘယ်လိုခံစားရလဲဒါကိုကိုယ့်ရဲ့အတွေ့အကြုံကိုပေါ့နော်ကိုကိုနဲ့တခြားလူကိုအကျိုးရှိဖို့အတွက်ကို have i taken effective action ဘယ်လိုမျိုးအကျိုးသက်ရအောင်လုံဆောင်သွားမလဲ ဒီလိုမျိုးသိလိုက်ခြင်းအပြင်ကိုယ့်ရဲ့အတွေ့အကြုံတွေကနေပြီးတော့မှ knowing in practice ကိုအလုံးလုံးတဲ့အခါမှာလိုအပ်တဲ့အသိဉာဏ်တွေကိုပြောင်းလဲသွားစေလာအဲ့ဒါကြီးကိုသူကလေ့လာသင်ယူခိုင်းတာဖြစ်ပါတယ်အဲ့ဒါကိုတော့ John Models of Reflection လို့ခေါ်ပါတယ်ဆိုတော့ Models of Reflection ထဲမှာအားလုံးစုစုပေါင်း၅ခုရှိတဲ့ထဲမှာကျွန်တော်တို့ရှေ့က၄ခုပြောသွားပါပြီအဲ့တော့နောက်ဆုံးပေါ်တဲ့ကတော့ Four Models of Reflective သင်ခင်မှာအဲ့ဒါလေးကတော့စာမျက်နှာ163မှာရှိပါတယ်တန်း60ရဲ့အောက်မှာကျတော့ပုံလေးပဲရှိတာပါစာကတော့163မှာရှိပါလိမ့်မယ်အဲ့တော့ဒီမှာဒီမှာဒီပုံလေးနဲ့သူကအောက်မှာပေးထားတယ်အဲ့တော့ reporting reporting ပြီးရင် relating relating ပြီးရင် reasoning ပြီးရင် reconstructing ဆိုလိုမှာရှိပါတယ်အဲ့တော့ four hour model လို့ပြောတဲ့အတွက်ကြောင့်မို့အားလေးလုံးပေါ့နော်။သူကပထမဆုံးအဆင့်အကျတော့သူက reporting နဲ့ responding မှာ report reporting နဲ့ responding ဆိုတာကကျတော့သူက ုနကပြောလို့ပဲ description ဆိုတဲ့အဆင့်နဲ့အတူတူပါပဲ report what has happened ဘာတွေဖြစ်ပျက်ခဲ့လဲဘန်းစာတွေ what issue တွေပါဝင်နေလဲပေါ့နော် why is it relevant ဒါကစီလျော်မှုရှိရလားဒါကတော့ report ဆိုတဲ့အကြောင်းညာလေးပါ report ပြီးပြီဆိုရင်သူကနောက်တစ်ခုကဘာလဲဆိုတော့သူက respond မှာဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးတော့မှတုံ့ပြန်မှုပေးတဲ့နေရာမှာ observation လုပ်ကြည့်မယ် expressing your opinion ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေ ပြောကြည့်မယ်ပြီးရင် asking question မေးခွန်းနဲ့မေးကြည့်မယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုရင်နောက်တစ်ဆင့်ကျတော့သူက relating relating ဆိုတာကလက်ရှိဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်နဲ့ကိုယ့်ရဲ့ own skill တွေနောက်တစ်ခါ professional practice တွေ discipline knowledge ကိုယ့်ရဲ့အသိပညာတွေနဲ့ကြားထဲမှာသူကဆက်ဆက်တွေးခေါ်ကြည့်မယ်နောက်တစ်ခါ make the connection ဆက်ဆက်နွယ်မှုကိုရှာကြည့်မယ် have fine seen this before အရင်တော့မမြင်ဘူးလားအရင်တော့မမြင်ဘူးတာနဲ့တူတူပဲလားဒါမှမဟုတ် different မတူဘူးလားပေါ့နော်ဒီဥစ္စာကို ဒီလုပ်ဖို့အတွက်ကိုကင်တွယ်ဖြည့်ရှင်းဖို့အတွက်ကို do i have skill and knowledge ကိုမှကျွမ်းကျင်မှုတွေအသိဉာဏ်ပညာတွေရှိလားအဲ့ဒါကိုရှင်းလင်းခိုင်းတဲ့ဥစ္စာ relating လို့ခေါ်ပါတယ်အဲ့တော့နောက်ထပ် 4R တစ်ခုကကြတော့ reasoning မှာ reasoning ဆိုတဲ့နေရာမှာသူကဘာလဲဆိုတော့ဒီ highlight in detail highlight in detail ဆိုတာကအသေးစိတ်စဉ်းစားခိုင်းတာပါအဲ့တော့အသေးစိတ်စဉ်းစားခိုင်းတဲ့အခါမှာ significant factor underlying the incidents or issue လောလောဆယ်ဖြစ်သွားတဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့မှသူကအရေးကြီးတဲ့အချက်အလက်တွေကို ရှာဖွေဖော်ထုတ်အသေးစိတ်ရှာဖွေဖော်ထုတ်ခိုင်းတာပါအဲ့တော့အသေးစိတ်ရှာဖွေဖော်ထုတ်ပြီးပြီဆိုရင်ဘာလုပ်ခိုင်းလဲဆိုတော့သူက explanation short point ဘာလို့ဒီလိုဖြစ်တာလဲဆိုတဲ့အကြောင်းအရာကိုသူက explain ရှင်းပြခိုင်းတာပြီးရင် refer to relevant theories and literature ကိုယ့်ရဲ့အသိဉာဏ်ကိုပို့ပြီးတော့မှအားကောင်းစေမဲ့တခြားဆက်ဆက်တဲ့ theory ကို refer လုပ်ခိုင်းတယ် consider different perspective မတူညီတဲ့အရှုထောင့်အမျိုးမျိုးကနေပြီးတော့မှပြောင်းပြီးတော့မှစဉ်းစားခိုင်းတယ်ဒါတော့သူက reasoning အစဉ်လို့ခေါ်ပါတယ် တော့နောက်ဆုံးအားအားကြတော့ reconstructing reconstructing ဆိုတာကဒီအဖြစ်အပျက်တွေကိုနောက်တစ်ချိန်ချိန်မှာမြင်လာခဲ့မယ်ဆိုရင် reframe or reconstruct future practice or professional understanding အဲ့တော့နောက်တစ်ချိန်ချိန်မှာတွေးကြုံလာခဲ့မယ်ဆိုရင်ဘယ်လိုပုံစံဖြည့်ရှင်းမလဲဆိုတာကိုပြန်ပြီးတော့မှပုံဖော်ခိုင်းတဲ့ဥစ္စာကိုအဲ့ဒါကို reconstructing အစဉ်လို့ခေါ်ပါတယ်ဆိုတော့ဒီမှာကတော့ R လေးလုံးရှိရတဲ့အတွက်ကြောင့်မို့သူက 4R model လို့ခေါ်ပါတယ်ဆိုတော့ model ဆော့ Moral so reflecting thinking ရဲ့အောက်မှာကျမတို့စုစုပေါင်း moral ငါးခုရှိပါတယ်။အဲငါးခုကြားမှာတစ်ခုခုကိုကျမတို့ short question လေးမေးတတ်ပါတယ်။အဲ့တော့5.2ရဲ့အောက်မှာ5.2မှာကျမတို့ objective learning objective ၃ခုရှိတဲ့နေရာမှာကျမတို့ stage of reflective process အကြောင်းပြောသွားခဲ့ပြီးပြီ။အဲ့မှာ stage အားလုံးစုစုပေါင်း၃ခုရှိရယ်ပေါ့နော်။ ီးတော့ models of reflective thinking ရဲ့အောက်မှာကျွန်တော်တို့ model လေး၅ခုရှိတဲ့အကြောင်းကိုပြောသွားခဲ့ပြီးပြီအဲ့တော့နောက်ဆုံး video file ကတော့ကျွန်တော်တို့ဒီဘက်က practical way ဆိုတဲ့အကြောင်းလေးဖြစ်ပါလိမ့်မယ်ခဏလေး break လိုက်ရအောင်နော်